ဟင်းဝင်ရနယ်စိုးပြတဲ့စဉ်တို့မင်္ဂလာဆောင်အပြေဝန်းတဲ့နေရာကြောင့်ပိုးကြပြုခင်အမေနဲ့နှမ်းရှင်ဝေဖန်ခံနေရတဲ့စိုးပြတဲ့စဉ်အမေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီရက်ပိုင်းလူမှုကွန်ရက်ကိုလွှမ်းမိုးထားတဲ့ငယ်စဉ်ဆုံးတွဲရဲ့ရွှေကိုပိတ်တာတဲ့မင်္ဂလာပွဲကြီးအကြောင်းကိုတော့အားလုံးလည်းသိပြီးသားဖြစ်မှာပါပါ မင်္ဂလာပွဲကြီးကတော့အခမ်းအနားဆုံးအကြီးကျယ်ဆုံးအကုန်အကျအများဆုံးဆိုပြီးတော့ပြီးဆုံးသွားပါပြီ။ဒါပေမဲ့ပွဲပြီးပြီမဲ့အပြောကတော့မပြီးသေးပါဘူး။အခုပရိသတ်တွေရဲ့အာယုံနဲ့ဝေဖန်မှုတွေကမင်္ဂလာမောင်နှံစီကနေသတို့သမီးဆိုပြတဲ့ဇင်ရဲ့မိခင်ဒေါ်မာလာခင်စီကိုတည်တည်မမတ်ရောက်သွားခဲ့ပါပြီ။အကြောင်းရင်းကတော့ငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာပွဲအခမ်းအနားတွေမှာမိခင်ဖြစ်သူဒေါ်မာလာခင်တယောက်မျက်ရည်ဖြည့်မစင်နိုင်အောင်ငိုကြွေးနေခဲ့ပြီးတော့မီဒီယာတွေမှာဖြေကြားခဲ့တဲ့ဇာတ်ရည်ကြောင့်ပါပဲ။ သူမပြောခဲ့တာကသမီးလေးကိုလင်းပေးစားရတာနောင်တရတယ်။နှမျောတယ်။မွေးကလေးကအမေနဲ့သမီးအတူတူနေလာကြတော့အခုတော့သမီးလေးကယောက်ျားရသွားပြီဆိုပြီးတော့သမီးလေးကိုခွဲခွာရတာကြောင့်မချိနိုင်အောင်ဝမ်းနည်းပူဆွေးနေတဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့ပါတယ်။ဒီနေရာမှာပဲပြိသက်တွေကဒါတကယ်ပဲလားဆိုပြီးတော့မိကုံထုတ်เสียဖြစ်လာပါတယ်။ဘာလို့လဲဆိုတော့သမီးဖြစ်သူဆိုပြီးတစဉ်ရထားတဲ့ခင်မုန်းတဲ့ဟင်းဝင်ရန်ကောင်နမဲကြီးမင်းသားတယောက်ဖြစ်ပါတယ်။ ချမ်းသာတဲ့မိသားစုကနေပေါက်ဖွားလာတဲ့သူလည်းဖြစ်ပါတယ်။အရေးကြီးဆုံးကဘာအရှုပ်ရှင်းမှမရှိတဲ့လူမျိုးစစ်စစ်တယောက်ဖြစ်နေလို့ပေါ့။ဒီလိုမျိုးအားလုံးနဲ့ပြည်စုံတဲ့သမတ်ကောင်းတယောက်ကိုရထားတာအတောင်းမိခင်ဖြစ်သူကအနောင်တရတဲ့နှမျောတဲ့လူကြီးတွားငိုကျွေးနေတာကပရိသတ်တွေအတွက်တော့နားလေရခက်ခဲသွားစေခဲ့ပါတယ်။ဒီလိုမျိုးနားလေရခက်ခဲနေတဲ့အချိန်မှာပရိသတ်တွေက အတိတ်ကနာမည်ကြီးမင်္ဂလာပွဲတခုနဲ့တိုက်ရိုက်နှိုင်းယှဉ်ဝေဖန်နေကြပါတော့တယ်။အဲ့ဒါကတော့မင်းသမီးပိုးချပြုခင်ရဲ့မင်္ဂလာပွဲပါ။ပိုးချပြုခင်ရဲ့မိခင်တော်အေးအေးမြင့်ကလည်းသူ့ရဲ့တအူးသေးတော်သမီးလေးကိုတတိတယောက်နဲ့ပေးစားခဲ့တာချင်းတူပါတယ်။ဒါပေမဲ့မတူညီတာကပိုးချပြုခင်လက်ထက်ခဲ့တဲ့မန္တလေးကရွှေတတိကြီးပြီခင်ထွန်းအောင်အိမ်တော်ပြက်တစ်ခုလက်ကလေးသုံးယောက်ရဲ့အဖေဖြစ်နေတာပါ။အဲ့ဒီတုန်းကပိုးချပြုခင်ရမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးနာမည်အကြီးဆုံးကြောညာအများဆုံးရိုက်ကူးနေရတဲ့အပြိုစင်မင်းသမီးတစ်ယောက်ပါ ကိုရဲ့သမီးအဖြစ်စဉ်လေးကိုအိမ်တော်ပြန်ကလေးသုံးယောက်အဖေနဲ့ပေးစားရတာကိုကြောင့်မိခင်ဖြစ်သူဒေါ်အေးမြင့်ကမင်္ဂလာပွဲမှာနှမျောတယ်လို့တစက်ကလေးမှမျက်ရည်ကျညှိညွတာမျိုးမရှိခဲ့ပါဘူး။ရွှေသမက်ငွေသမက်ရလို့သမီးလေးရဲ့ဘဝအလုံးစုံသွားလို့တော်တော်လေးကိုပျော်ရွှင်နေခဲ့တာကိုပရိသတ်တွေကဓာတ်ပုံတွေဗီဒီယိုတွေနဲ့တကွပြန်လည်ပြီးတော့တူးဖော်ကနှမ်းရှင်လာကြပါရဲ့။ အခုနိုင်ရှင်ချက်ကတော့ရှင်းရှင်းလေးဖြစ်သွားပါပြီ။တစ်ဖက်မှာကလေး၃ယောက်ရဲ့အဖေအကိုထုံးနဲ့သမီးကိုပေးစားရတာတောင်ပြောနေတဲ့ပိုးကြဖြူခင်ရဲ့အမေတစ်ဖက်မှာလူပြိုချောနာမည်ကြီးတတိသာဘာမှအပြစ်ပြောစရာမရှိတဲ့တမတ်ကိုရထားပြီးမှနောင်တရတဲ့နှမျောတယ်ဆိုပြီးငိုကြွေးနေတဲ့အဆိုပြေသင်းရဲ့အမေဒါကြောင့်ပရိသတ်တွေကဒေါ်မာလာခင်ကိုသမီးကိုဒီလောက်နှမျောနေရင်ဘာဖြစ်လို့အစကလေးကလက်ထက်ခွင့်ပြုခဲ့တာလဲဆိုတဲ့အမေကုန်းတွေနဲ့ဝေဖန်မှုတွေပြင်းထန်နေတာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဒီမိခင်နှစ်ယောက်ရဲ့မတူညီတဲ့အစိတ် ထားတဲ့တုံ့ပြန်မှုအပေါ်မှာဘယ်လိုထင်မြင်မိပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါဦးနော်ကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်